မင်္ဂလာပါခင်ဗျာအလေးမတွေစနေမာလာ28ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းတွေကတော့အေအာပြင်းငလျင်ကြီးလှုပ်ခတ်မှုပြီး6လကြာသည်အထိတန်ရှင်းသောရေရရှိရေးမှာအရေးကြီးဆုံးနဲ့ထပ်ထပ်လေးဖြစ်ပေါ်နေသောအခက်အခဲများနဲ့တခုအဖြစ်ကြန့်ရှိနေတယ်လို့ချက်ချင်းနေတင်ထုတ်ပြန်နေဆိုတဲ့တဲ့ဗဟုပံမှာ CME ကုမ္ပဏီများထံဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ5သိန်းကျော်စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ7သိန်းကျော်ရောင်းချတယ်ဆိုတဲ့တဲ့ မြောက်ကိုရီးယားတိုင်ချင်းပြည်ပယ်ထိန်းတုံးကြီးထုတ်လုပ်မှုသည်နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်တယ်လို့တောင်ကိုရီးယားသမ္မတပြောကြားတယ်ဆိုတဲ့တဲ့မလေးရှားနိုင်ငံကလာမယ့်နှစ်မှာ easy credit ရောင်းချမှုနဲ့အသုံးပြုမှုကိုပိတ်ပင်ရန်စီစဉ်နေဆိုတဲ့တဲ့ငယ်စဉ်ကအရက်ဆွဲခဲ့ပူပြီးဇနီးဖြစ်သူကောလင်းသာမရှိပါကမိမိတည်နိုင်တယ်လို့ရိုနီဝင်းခန့်နေဆိုတဲ့တဲ့အစရှိတဲ့တဲ့ကိုတင်ဆက်ပေးပါပါဦးဆုံးတဲ့တဲ့ဘုတ်အနေနဲ့အရာပြင်းငလျင်ကြီးလှုပ်ခတ်မှုပြီး6လကြာသည့်အထိတန်ရှင်းသောရေရရှိရေးမှအရေးကြီးဆုံးနဲ့ထပ်တလဲလဲဖြစ်ပေါ်နေသောအခက်အခဲများနဲ့ တခုအဖြစ်ကြန့်ရှိနေတယ်လို့ကြက်ရှိနေတဲ့ထုတ်ပြန်နေဆိုတဲ့တင်းကိုတင်ဆက်ပေးပါပါအင်အားဖြင့်ငလင်ကြီးလှုပ်ခတ်မှုပြီး6လကြာသည့်အထိတန်ရှင်းသောရေရရှိရေးမှာအရေးကြီးဆုံးနဲ့ထက်တလဲလဲဖြစ်ပေါ်နေသောအခက်အခဲများနဲ့တစ်ခုအဖြစ်ကြန့်ရှိနေတယ်လို့အပြည်ပြည်ဆိုင်ရာကြက်ချိန်တွေအသင်းမြန်မာကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံတွင်ခုနှစ်တရမခုနှစ်ပြင်းအားရှိတဲ့ဖျားကြီးမြင်းကလေးတစ်ခုလုတ်ခတ်ခဲ့တာမှာချောလတာကာလာကိုရောက်ရှိခဲ့ပြီဖြစ်ပေမဲ့ဘေးကင်းတဲ့ရေရရှိနိုင်မှုဟာထိခိုက်ခံခဲ့ရတဲ့ရဲရွာလူလူများအတွက်ရေကြီးဆုံးနဲ့တတလဲလဲဖြစ်ပေါ်နေတဲ့အခက်အခဲများထဲမှတစ်ခုဖြစ်ကြံရှိနေကြောင်း ICRC အနေနဲ့ ကျေပြက်နဲ့ပြည်လဲထူထောင်ရေးဆိုင်ရာကျိုးပမှုကဏ္ဍတရက်အနေနဲ့ရေရှည်အတွက်အခြေခံစာအုပ်များပြုပြင်ခြင်းမိလာရေးစိုးစနစ်များပုံမကောင်းမွန်လာစေခြင်းနဲ့ဘေးကင်းတဲ့ရေကိုပုံမှန်ရရှိနေကြောင်းသိချာစေခြင်းထောက်ပံ့များကိုဆက်လက်ပံ့ပိုးလျက်ရှိကြောင်းမိသားစုများအတွက်၎င်းတို့ရဲ့လူမှုဘဝများကိုဂုဏ်သိက္ခာရှိရှိပြည်လဲတည်ထောင်နိုင်စေရန်ကုညီရမှာဆက်လက်တွားရောက်ခွင့်နဲ့နိုင်ငံတကာထောက်ပံ့များဟာအလွန်ရေးပါတဲ့ကိစ္စရဲ့ဖြစ်ကြရှိနေကြောင်းပြည်ပဆိုင်ရာတချေနေသိမြန်မာကထုတ်ပြန်ပါတယ် ဒါအပြင်ဘောနာကြီးအကြောင်းများမှာယာယီကိုလိုနီထိုင်ရာနေရာများဖြစ်လာက လူဦးရေထူထပ်တဲ့နေထိုင်ရွှေပြောင်းသူများနေထိုင်ရာစခန်းများဖြစ်သို့ရောက်ရှိခဲ့ပြီးခြေကံဝန်ဆောင်မှုများရရှိနိုင်မှုနည်းပါးကနေစဉ်ဘဝမှာအခက်အခဲများဆက်လက်ရင်ဆိုင်နေရကြောင်းထုတ်ပြန်ကြမှာရေးသားထားပါသည် ICRC နေနေလူပေါင်း8000ကျော်အတွက်ဘေးကင်းတဲ့ရေရရှိစေရန်ထောက်ပံ့ကူညီလျက်ရှိပြီးရေကားများနဲ့ရေပေးဝေခြင်းရေတန်ကြီးများလှူဒန်းခြင်းအဝစီတွင်းများပြန်လည်ပြုပြင်ပေးခြင်းနဲ့တန်ရှင်ရေးဆိုင်ရာပစ္စည်းများပေးဝေခြင်းများကိုဝေးလံပြီးရောက်ရှိရန်ခက်ခဲဒေသများမှာဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ဘူဘန်ကစီယမီကုမ္ပဏီများထံဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့ စက်သုံးစီတင်သွင်းတဲ့ကုန်လီများသို့ဒေါ်လာ5သိန်းကျော်စားသုံးစီတင်သွင်းတဲ့ကုန်လီများသို့ဒေါ်လာ10သိန်းကျော်ရောင်းချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါဘူဘန်က CME ကုန်လီများထံဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက်သုံးစီတင်သွင်းတဲ့ကုန်လီများသို့ဒေါ်လာ5သိန်းကျော်စားသုံးစီတင်သွင်းတဲ့ကုန်လီများသို့ဒေါ်လာ10သိန်းကျော်ကိုစက်တင်ဘာလ25ရက်နေ့ကရောင်းချခဲ့ပါတယ် ပိုးပန်းက CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာတစ်တရမ2.5တန်းကျော် CME ကုမ္ပဏီများအတွက်ဒေါ်လာ1400ကျော်ကိုစက်တင်ဘာလ15ရက်ကရောင်းချခဲ့ပါတယ်။ပိုးပန်းက CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာတစ်တရမ9တန်းကျော်စက်သုံးစီကုမ္ပဏီများတို့ဒေါ်လာ3သိန်းခွဲကျော် CME ကုမ္ပဏီနဲ့ Non Trade Payment များအတွက်ဒေါ်လာ2သိန်းကျော်ကိုစက်တင်ဘာလ17ရက်နေ့မှာရောင်းချခဲ့ပါတယ်။ ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစည်းတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာတထန်းကျော်စားသုံးစည်းကုမ္ပဏီများတို့ဒေါ်လာ3သိန်းခွဲ NAND trade ပေးမဲ့များအတွက်ဒေါ်လာ1000ကျော်ကိုစက်တင်ဘာလ9ရက်ကရောင်းချခဲ့ပါတယ် ၎င်းသည် SA Trading မှာစားသုံးကုန်စည်စားလုပ်ရေးပစ္စည်းအလူမီနီယံတရိတ်ဆန်စာဂျုံထွန်ဇက်ပေါင်းသက်စည်ဓာတ်ပြေဩဇာစက်မှုကုန်ချမ်းစေဝါနဲ့စေဝါကုန်ချမ်းကားဆိုင်ကယ်ပိုပစ္စည်းပါကင်ထုတ်ပို့မှုပစ္စည်းများပုံနှိပ်ပစ္စည်းနဲ့စာရေးကိရိယာများစက်သွေးရေးလုပ်ငန်းသုံးပစ္စည်းများစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများတင်သွင်းတဲ့အင်ပေါ်တာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ပါတယ်ဆက်လက်ပြီးတော့ မြောက်ကိုရီးယားတိုက်ချင်းဖြစ်ပယ်ထင်းဒုံးကျည်ထုတ်လုံးမှုသည်နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်တယ်လို့တောင်ကိုရီးယားသမ္မတပြောကြားတဲ့ဆိုသတင်းကိုတင်ဆက်ပေးမှာပါမြောက်ကိုရီးယားတိုက်ချင်းဖြစ်ပယ်ထင်းဒုံးကျည်ထုတ်လုံးမှုသည်နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်တယ်လို့တောင်ကိုရီးယားသမ္မတလီဂျင်မြောင်ကစက်တင်ဘာလ25ရက်နေ့ကပြောကြားခဲ့ပါတယ် တောင်ကိုရီးယားနဲ့၎င်းရဲ့အနောက်မဟာမိတ်နိုင်ငံများဟာမြောက်ကိုရီးယားရဲ့လက်နက်စီမံကိန်းကိုရပ်တန့်နိုင်စွမ်းမရှိခဲ့ပေမြောက်ကိုရီးယားကလည်း၎င်းရဲ့နျူကလ িয়ার လက်နက်စီမံကိန်းကိုဘယ်တော့မှစွန့်လွတ်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါသည် နော်ကိုရီးယားဟာအမေရိကန်ရဲ့ဆွေးနွေးပွဲတွေမှာအသာစီရရှိဖို့ဒါမှမဟုတ်သူတို့ဆိုရောက်ဖွဲ့ကိုစိတ်ချတေးကြစေဖို့အတွက်အမေရိကန်ထိပြန်တန်းနိုင်ပြီးနျူကလ িয়ার ထိပ်ပူးတက်ဆင်နိုင်တဲ့တိုက်ချင်းပစ်ပဲထိန်တုံးကြီးတွေကိုဆက်လက်ထုတ်လုပ်နေပါတယ်လို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကအမေရိကန်နိုင်ငံနယူးယောက်စတော့အချင်းတို့တွားရောက်တဲ့ခီးစဉ်တွင်ပြောကြားခဲ့ပါတယ်။အဲ့ဒီတုံးကြီးကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပုံမပေါ်သေးပါဘူး။ဒါပေမဲ့နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်လို့လီကပြောကြားခဲ့ပါတယ်။လီဟာဆိုလာကသမ္မတဖြစ်စတဲ့တာဝန်ထမ်းဆောင်ခဲ့ခြင်းကတည်းကရခ င်တောင်ကိုရီးယားသမရရဲ့တင်းမာရက်တိချက်နဲ့မတူပဲမြောက်ကိုရီးယားနဲ့ဆက်ဆံရေးများတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်မယ်လို့ကတိပြုခဲ့ပါတယ်။ရွေးချက်ကတော့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုတိုက်ရှင်းပြည့်ဒုံးကျည်ရေးထုတ်လုပ်မှုနဲ့တင်ပို့ရောင်းချမှုတွေကိုရပ်တန့်အောင်လုပ်ဆောင်သင့်ပါတယ်လို့လီကပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်များထုတ်လုပ်မှုကိုရပ်တန့်ခြင်းဟာကြီးမားတဲ့လုံခြုံရေးအကျိုးကျေးဇူးများကိုစောင့်ခြင်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာတနင်္လာနျူကလ িয়ার ဘုံ၁၅လုံးမှ၂၀ကြားထုတ်လုပ်ရန်အတွက်လိုအပ်တဲ့ကုန်ကျန်းပစ္စည်းများကို ထုတ်လုပ်နေတယ်လို့လည်းလီကခံမှန်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့မလေးရှားနိုင်ငံကလာမယ့်နှစ်မှာ e-cigarette ရောင်းချမှုနဲ့အသုံးပြုမှုကိုပိတ်ပင်ရန်စီစဉ်တဲ့ဆွေသတင်းကိုတင်ဆက်ပေးမှာပါ။မလေးရှားနိုင်ငံဒီလာမယ့်နှစ်မှာ e-cigarette ရောင်းချမှုနဲ့အသုံးပြုမှုကိုနိုင်ငံတော်ဝန်လုံးပိတ်ပင်ရန်စီစဉ်ထားတယ်လို့ကျန်းမာရေးဝန်ကြီးက စက်တင်ဘာလ25ရက်နေ့ကပြောကြားခဲ့ပါတယ်။ e-cigarette တွေကိုပိတ်ဖို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ဘယ်အချိန်မှစပြီးပိတ်ပင်မလဲဆိုတာကမေးစရာဖြစ်နေပါတယ်လို့အာမတ်ကစိုက်ဘာကြာယာမြို့မှာပြုလုပ်တဲ့ပွဲအခမ်းအနားတစ်ခုမှာသတင်းထောက်များကိုပြောကြားခဲ့ပါတယ်။လေရှားအနာမိုင်များဟာ e-cigarette များပိတ်ပင်ရေးအတွက်တဆင့်ချင်းစီအချိန်ယူလုံဆောင်သွားမှာဖြစ်ပြီးအဲ့ဒီစီစဉ်တဲ့ပတ်သက်ပြီးကျွမ်းကျင်သူများပါဝင်တဲ့ကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါတယ် ကျင်းသူများပါဝင်တဲ့ကုမ္ပဏီဟာအဲ့ဒီစီစဉ်တဲ့ပတ်သက်တဲ့မူကြမ်းများကိုအသေးစိတ်လေ့လာသွားမှာဖြစ်ပြီးလိုအပ်ချက်များကိုတင်ပြသွားလိမ့်မယ်လို့လည်းအာမတ်ကဆိုပါရီကျမ၏ဦးကြီးဌာနဟာ e-secret များပိတ်ပင်ရေးအဆိုပြုချက်နဲ့ပတ်သက်ပြီးဇိုးရဖွဲ့ရဲ့သဘောတူစာချုပ်မူကြမ်းကိုရေးဆွဲနေကြောင်းအခုလဆော့ပိုင်းမှာအာမတ်ကဆိုပါရီ e-secret များပိတ်ပင်ရေးအစီအစဉ်မှာစည်ရည်များပြပြည့်သုံးနိုင်တဲ့ e-secret များကိုစတင်ပိတ်ပင်မှာဖြစ်ပြီးနောက်ပိုင်းမှာတစ်ခါလုံး e-secret များပါဝင် e-secret အမျိုးအစားအလုံးကိုပိတ်ပင်သွားမယ်လို့၎င်းကပြောကြားခဲ့ပါတယ် နောက်ဆုံးသတင်းပုဒ်အနေနဲ့ငယ်စဉ်ကအရက်ဆွဲခဲ့ဘူးပြီးဇနီးဖြစ်သူကောလင်းသာမရှိပါကမိမိတင်နိုင်ကြောင်းရွန်နီဝင်းခန်းနဲ့ဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာပါမယူသင်းနဲ့အင်္ဂလန်လက်ရေးစင်အသင်းကောင်းဆောင်ဟောင်ဝင်းရွန်နီကငယ်စဉ်ဘဝမှာအရက်ဆွဲခဲ့ဘူးပြီးဇနီးဖြစ်သူကောလင်းသာမရှိရင်မိမိတင်နိုင်တယ်လို့ဝင်းခန်းပြောကြားခဲ့ပါတယ် ရိုနီကမန်ယူသင်းနဲ့အင်္ဂလန်သင်းဖော်ဟာရီယိုဖာဒီနန်နဲ့ပြုလုပ်တဲ့ရီယိုဖာဒီနန်ပရီဇန့်ပေါ့ကတ်အစီအစဉ်မှာငယ်စဉ်ဘဝအကြောင်းအရာတွေနဲ့ပတ်သက်တဲ့မေးမြန်းမှုကိုအခုလိုဖြေကြားခြင်းဖြစ်ပါတယ်။သူသားမရှိရင်ကျွန်တော်သိလိမ့်မယ်ဆိုတာယူသားစွာယုံကြည်ပါတယ်။ကျွန်တော်ရင်တုန်းကအမားတွေလုပ်ခဲ့ဘူးတယ်။အဲအရာတွေကိုတေချာမှတန်းတင်ထားပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တွေမှာကျွန်တော်ကနည်းနည်းတော့ကွဲပြားမှုရှိပါတယ်။သူကကျွန်တော်ကိုထိန်းချောင်းပေးခဲ့တာပါ။အသက်20အရွယ်မှာ သူကဒါကိုလုပ်ခဲ့တာပါ။ ကျွန်တော်ကအပြင်သွားခြင်းနဲ့ညဘက်အပြင်ထွက်ပြီးကျွန်တော်အချိန်တွေကိုတငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါဖြတ်တန်းခြင်းနဲ့အဲ့ဒါကကျွန်တော်ကိုဝေလွန်းတဲ့နေရာရောက်သွားစေတယ်။အဲ့ဒီအချိန်ကကျွန်တော်ဘဝမှာအရင်နဲ့အတူအကြီးအကျယ်ရုန်းကန်ခဲ့ရတဲ့အခိုက်အတန့်ပါပဲ။အဲ့ဒါကနေကျွန်တော်လှည့်ပြန်လာအောင်ဘယ်သူမှလုံနိုင်မယ်လို့မထင်ခဲ့မိဘူး။ဒါကိုကျွန်တော်တကယ်မလုပ်ချင်ခဲ့တာပါ။ဘာလို့လဲဆိုတော့ဘသူကမှဝင်တော့ဝင်ဖို့မဖြစ်စေချင်လို့ပါ လေ့ကျင့်ရေးကွင်းကိုသွားရင်မျက်စင်းခက်ပြီး PK ဝါသွားတာ ကျွန်တော်သတိရသေးတယ်။ကျွန်တော်နှစ်ရက်ဆက်တိုက်အရက်မူးနေခဲ့တယ်။ပေးရက်မှာလေ့ကျင့်ရေးကွင်းကိုလာပြီးနှစ်ကိုသွင်းတယ်။ပြီးတော့ပြန်သွားပြီးနှစ်ရက်ဆက်တိုက်ပြန်တောက်တယ်။သူကကျွန်တော်ကိုအများကြီးထိန်းချုပ်နိုင်ဖို့ကူညီပေးတယ်။သူကကျွန်တော်ကိုစီမံခန့်ခွဲပေးတယ်ဆိုတော့ကျွန်တော်ကအဲ့လိုလုပ်ဖို့လိုအပ်နေလို့ပါလို့ရွန်နီကပြောကြားခဲ့ပါတယ်။ဒါအပြင်အသင်းဖော်ဟောင်းစီယော်နိုတိုနဲ့ဆက်ဆံရေးပေါ်ရိုနီကကျွန်တော်သူ့ကိုမုန်းနေရလို့လူတွေကထင်ကြတယ် ကျွန်တော်သူ့ကိုသဘောကျပါတယ်သူက permission တယောက်ဖြစ်ပြီးသူလုပ်နေတာတွေကမယုံနိုင်စရာပဲလို့ကျွန်တော်ထင်နေခရစ်စတီယာနိုနဲ့တွဲကစားရတာကိုကျွန်တော်သဘောကျပါတယ်သူနဲ့ကျွန်တော်ဘလောက်ယဉ်ကျေးမှုရှိလဲဆိုတာလူတွေတကယ်သိရလို့မထင်ပါဘူးအဲ့ဒါကဘာလို့လဲဆိုတော့မက်ဆီကရိုနယ်ဒိုထက်ပိုကောင်းတယ်လို့ကျွန်တော်ပြောပူတာကြောင့်ပါဒါကြောင့်ကျွန်တော်ကခရစ်စတီယာနိုကိုသဘောမချဘူးလို့လူတွေကထင်ကြတာပါမက်ဆီကိုလည်းကျွန်တော်တကယ်သဘောကျပါတယ် သူကစားတာကိုကြည့်ရတာကြိုက်ပါတယ်။ဒါကြောင့်လဲမက်ဆီရဲ့ကစားပုံကနည်းနည်းပိုတာတယ်လို့ထင်တာပါလို့ဆက်လက်ပြောကြားခဲ့ပါတယ်။အလေးမျိုးတဲ့စနေမာလာ28ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။